next chapter ရဲ့ညီကိုမောင်မားတွေအတွက် campaign 3အဲ့တော့ကျွန်တော်တို့လာကုန်ရက်လေရောက်လာပြီကျွန်တော်တို့တွေအားလုံးတလာလုံးအကျိတ်အနယ်တွေစူးစမ်းထားခဲ့ကြတယ်အဲ့ဒီထဲမှာမှကျွန်တော်စီမှာကြည့်ရှုနေတဲ့ကျွန်တော်ရဲ့ညီတွေအကိုတွေအမတွေညီမတွေအများအားရွေးရှိရသူတို့တွေ YouTube channel တွေစပစ်ထားတာတွေရှိတယ်စပစ်ထားတဲ့အတွက်ကျွန်တော်ကဘာဖြစ်လဲဆိုတော့ပျော်တာပေါ့ဗျာဝမ်းသာတာပေါ့ကျွန်တော်နဲ့အတူတူ like လန်စူးစမ်းမဲ့တိုက်ပွဲပေါ်ရရတယ်လို့ပဲသူတို့တွေစပစ်နေတဲ့သူတွေရှိတယ်အဲ့တော့ဒီ campaign နံပါတ်3ကဘယ်သူတွေအတွက်လဲဆိုရင်ခင်ဗျားက YouTube channel တခုကိုစတင်နေပြီဒါမှမဟုတ်မစတင်အခုမှချက်ချင်းကောက်စားလဲရတယ်နော်ပြဿနာမရှိဘူးကျွန်တော်ဖြစ်စေခြင်းနဲ့ sender ကအားလုံးကိုရစေခြင်းနဲ့တိဆောက်စေခြင်းနဲ့ကိုပိုင် image တွေကိုဖန်တီးစေခြင်းနဲ့ဝင်ငွေတွေလည်းတစ်ဖက်တစ်လမ်းကနေရရရတော့ပေါ့နော်ရစီချင်းတယ်အဲ့ဒီအတွက်ကျွန်တော်ကအရန်ကိုမှခွန်အားပေးတယ်ကျွန်တော်အဲ့လိုမျိုးကိုတွန်းအားပေးတယ်ပေါ့ဗျာအဲ့တော့ဒီ campaign 3က YouTube channel ရှိပြီးသားတွေအတွက်ကတော့တကယ် good share ပဲအဲ့တော့ဘာလို့ရမှာလဲဆိုတော့ကိုကျွန်တော်ရှင်းပြပေးမယ်ကျွန်တော်မိတ်ဆွေကနံပါတ်1 YouTube channel ကျွန်တော်မိတ်ဆွေကိုယ်တိုင်ဖန်တီးထားတဲ့ channel အကြောင်းကိုကျွန်တော်စီကိုပြောပြပြီးတော့45စက္ကန့်အတွင်းမှာဗီဒီယိုရိုက်ကူးပြီးတော့ပို့ပေးရမယ်အဲ့ဒီထဲမှာဘာတွေထည့်ပြောလို့ရလဲကြိုက်တာထည့်ပြောလို့ရတယ်ကျွန်တော်မိတ်ဆွေရဲ့ YouTube channel ကျွန်တော်ခွန်အားပေးပြီးမှစလုပ်ဖြစ်တဲ့ channel ဆိုလဲရတယ်ကျွန်တော်ခွန်အားမပေးခင်ကတည်းကကိုယ်တိုင်စလုပ်နေတဲ့သူဆိုရင်လည်းရတယ်အမျိုးအစား category မျိုးစုံရတယ် ဆက်စီဒီပါရီတော့မရဘူးပေါ့နော်ရင်ကျေးတိမ်မွေးတဲ့ channel လေးတွေလူတွေအတွက်အကျိုးရှိစေတဲ့ channel လေးတွေဖြစ်ရမယ် YouTube policy နဲ့ညှိနေတာတို့တချို့ကိစ္စတွေနဲ့တွားပြီးတော့ညှိနေတဲ့ channel မျိုးဆိုရင်တော့မရဘူးလူအများအတွက်အကျိုးရှိစေတဲ့ channel education channel စတင်ပြီးတဲ့ channel စသည်ဖြင့်ပေါ့နော် below channel ဖြစ်ဖြစ်ရအဲ့တော့ကျွန်တော်မိတ်ဆွေ55စက္ကန့်အတွင်းမှာဘာတွေထည့်ပြောရမလဲဆိုရင်မိတ်ဆွေ channel ကိုကျွန်တော်လာကြည့်ချင်အောင်ကျွန်တော်မှမဟုတ်ဘူးကြည့်ရှုနေတဲ့တခြားပရိသတ်တွေတခြားမိတ်ဆွေတွေအားလုံးလာကြည့်ချင်အောင်လို့တခါလေးထည့်ပြောရမယ်တစ်ချက်ခုနှစ်ချက်ပြတ် ျွန်တော်မိတ်ဆွေရဲ့ channel ကို next chapter စီမှာကိုနေ့စီမှာကြော်ညာပြီးသားလဲဖြစ်သွားမယ်။နောက်တစ်ခုကကျွန်တော်မိတ်ဆွေရဲ့ channel ခွန်အားတွေ site ထုတ်ထားတဲ့ပုံစံ channel ကပေးချင်တဲ့ message လူတွေကြည့်ရင်ဘာရမှာလဲ။ဘယ်လိုတိစောက်ထားရတာလဲ။ဘယ်လိုအခက်ခဲတွေနဲ့တိစောက်ခဲ့ရတာလဲ။ဘာရည်ရချက်လဲ။ဘာအတွက်ကိုတိစောက်စူးစမ်းနေလဲဆိုတာကို45စက္ကန့်အတွင်းမှာပဲဘောင်ဝင်အောင်လို့ပြောရမယ်။ ဲ့တော့ကျွန်တော်စီကိုဘယ်လိုပေးပို့ရမလဲဆိုရင်ထုံးစံအတိုင်းပဲ email ကနေလှမ်းပြီးတော့ video ရဲ့ကျွန်တော်မိတ်ဆွေရဲ့ YouTube channel link ရဲ့ကျွန်တော်စီကိုပို့ပေးရမယ်အဲ့ဒီ video ထဲမှာဘာပါမလဲဘယ်လိုပြောရမလဲပြောချင်တယ်လို့ပြောပြဖန်တီးချင်တယ်လို့ဖန်တီးကို channel လေးကိုပဲထိုးပြချင်ထိုးပြလူမျက်နှာနဲ့ပြချင်ပြကျွန်တော်ကတော့ဒီ channel ကို run နေပါတယ်ဒီ channel ကဘယ်လိုဘယ်လိုရှိပါတယ်လူမျက်နှာပါရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်အဲ့တော့ channel ရဲ့ requirement ကတော့ဘာဖြစ်မလဲ channel မှာ profile ပုံလေးတော့တင်ပြီးပြီ cover ပုံလေးတော့တင်ပြီးပြီ အနိုင်ဆုံးဗီဒီယိုတစ်ပုတ်တင်ထားပြီးသားဖြစ်နေရမယ်။အဲ့ဒီဗီဒီယိုကလည်းကိုဖန်တီးမဲ့ channel အတွက်ကိုကကိုပြင်းလို့ရှောက်ရိုက်ပြီးတင်ထားတဲ့ဗီဒီယိုမျိုးမရဘူးနော်။အဲ့ channel ကတကယ်ကို quality channel ဖြစ်ရမယ်။အဲ့လိုမျိုးလည်းရတယ်။ဒါမှမဟုတ်ကျွန်တော်မိတ်ဆွေက channel ကအကြီးထွားနေတယ် heavy channel heavy video တွေအများကြီးလည်းရှိတယ်ဆိုရင်လည်းအဲ့ channel ကိုဘာဖြစ်လို့တိစောက်ထားရတာလဲ ဘာကြောင့်ဖန်တီးထားရလဲဆိုတာမျိုးကိုကျွန်တော်တို့မိတ်ဆွေချင်းညီကိုချင်းလက်မိမျှဝေတဲ့ပုံစံအတိုင်းပဲကျွန်တော်စီကိုပေးဖို့ပေးဖို့ပေးတာကိုကျွန်တော်နောက်ဆုံးရက် သတ်မှတ်ထားတာကဒီလကုံဒီလကုံမတိုင်ခင်မှာပေးဖို့ထားရမယ်ပေးဖို့ထားပြီးသွားရင်ကျွန်တော်မိတ်ဆွေဒီပို့တဲ့ဟာအရင်များနေတယ်ချက်နဲ့တမတဲ့အရင်များနေတယ်ဆိုရင်ထုံးစံအတိုင်းပဲကျွန်တော်ပထမဆုံးပေးဖို့တဲ့ဗီဒီယိုအပုပ်20ကိုပဲကြည့်မယ်အဲ့လိုပေးဖို့တဲ့အပုပ်20တဲ့ကအကောင်းဆုံးပေါ့နော်အကောင်းဆုံးဆိုတာ ကွက်ချပြန်ပြီးသီးလားကျွန်တော်ကအကောင်းဆုံးယူရင်အကုန်လုံးကတကယ်တမ်းကောင်းနေရပြီပဲတော်နေရပြီပဲအခု YouTube channel လုပ်တဲ့သူတွေအချင်းချင်းလာပြီးဆွဲစုမယ်ဆိုရင်တကယ်အကျိုးရှိစေမယ့်ဟာတွေကအများကြီးပါလာမှာဆိုတော့ကျွန်တော်တို့ရွေးချယ်တာခက်တယ်ကိုနေကဘာကောင်းကြီးမှမဟုတ်သေးတဲ့အတွက်ကိုနေတက်ထိုင်နေပေါ့မနော်အခု budget အတွက်နေတော့3သိန်းတက်နိုင်လား5သိန်းတက်နိုင်လား2ယောက်တက်နိုင်တာလား3ယောက်ပေးနိုင်တာလားအဲ့ဒါကိုကိုနေစုနေတော့တော်တော်စင်ကိုနေရဲ့ budget ဒီဆွဲစုနေတယ်ပြီးကျင်လွန်းလို့ဖြစ်စီကျင်လွန်းလို့ဒါမဲ့အခမဲ့လုပ်ပေးမယ့်ကိစ္စကတော့ကိုနေကြော်ညာပေးမှာရှယ်ကြော်ညာပေးမှာ ဘာကိုကြောင့်ပြီးမှလဲဆိုရင်ကျွန်တော်မိတ်ဆွေအချင်းနဲ့တကယ်အကျိုးရှိတယ်တကယ်ကောင်းတယ်ဆိုရင်ကျွန်တော်ဒီ campaign လုပ်တဲ့ရည်ရွယ်ချက်ကကျွန်တော်ဥပမာတစ်ခုပြောပြမယ်ကျွန်တော်ကြည့်နေတဲ့မိတ်ဆွေတွေထဲမှာညီလေးညီမလေးတသားတွေမိမိတွေအများကြီးပါသူတို့ channel တွေထဲမှာ underrated ဖြစ်နေတဲ့ channel တွေရှိတယ်အဲ့တော့ကျွန်တော် channel တစ်ခုတွေ့တယ်အဲ့ဒီ channel က English Besties Diaries သမီးလေးတယောက်ပဲအင်္ဂလိပ်စာသင်ပေးနေတာအရန်ကောင်းတာပဲအရန်ကောင်းလာမယ်ဆိုတာကအတန်ထွက် လေယူလေးသိပ် present လုပ်ပြီးတဲ့ပုံစံဗီဒီယိုလေးတွေဖန်တီးထားတဲ့ပုံစံအရန်ကောင်းတယ်ကျွန်တော်ရဲ့ညီမတွေကျွန်တော်ရဲ့အမျိုးတွေတော့မှရော့ဒီကလေးလေးစီကပြန်ပြီးလေ့လာပြန်ကြည့်ကျွန်တော်ကိုယ်တိုင်လည်းမသိတဲ့ဆက်လုံးတွေတော့မှအဲ့သမီးလေးစီကကျွန်တော်ပြန်ကြည့်နေရတယ်အဲ့တော့အဲ့လိုကောင်းတဲ့ channel တွေထဲမှာ subscriber နင်းနေနင်းနေတော့သူတို့တွေကျွန်တော်ရစီခြင်းတယ်ကျွန်တော်စီက audience တွေလေသာသာမီမီတွေကိုသွားပြီးတော့အင်္ဂလိပ်စာလေ့လာခြင်းဒီလူစီကလေ့လာဘာသာစကားလေ့လာခြင်းဒီ channel ကိုသွားမိပညာလေ့လာခြင်းဒီ channel ကိုသွားအပြင်းပြေဟာတာတွေကြည့်ခြင်းဒီ channel ကိုသွားရုပ်ရှင်ကြည့်ခြင်းဒီ channel ကိုသွား AI နဲ့ပတ်သက်လား ဒီ channel ကိုသွားစသဖြင့်ကျွန်တော်ပြောပြပေးခြင်းတယ်ကျွန်တော်တို့ရဲ့ network ကိုကျွန်တော်ချဲ့ထွင်ပေးခြင်းတယ်ဗျအဲ့တော့သူတို့တွေလည်း subscriber တွေပို့ရမယ် view တွေလည်းပို့ရမယ်ဒါပေမဲ့ပထမဆုံးအခု channel 20လို့ကျွန်တော်ဘာဖြစ်လို့ဖြတ်ထားရလဲဆိုတော့ကျွန်တော်ကအမြဲတမ်းစောင့်ကြည့်နေတဲ့ပရိသတ်တွေကိုကျွန်တော်ရစေခြင်းလို့အမြဲတမ်းစောင့်ကြည့်နေသူရှိရရန်ခင်လို့အဲ့တော့သူတို့တွေကိုထိတ်ဆုံးကနေပါစေခြင်းတယ်ခုနကကျွန်တော်ပြောရတဲ့တမီးလေးလည်း မြင်ဘူးချင်တယ် English Bestie Diary ကဘယ်ကလေးလေးလည်းမသိဘူးအဲ့တော့မြင်ဘူးချင်တယ်ပါဝင်ပေးပါသမီးကဘာဖြစ်လို့ဒီ channel ကိုဒီလိုလုပ်တာလဲဘယ်လိုဗီဒီယိုတွေဖျက်ညက်ကပ်ပြီးလုပ်ရတာလဲဘယ်သူတွေအတွက်ရည်ရွယ်ရတာလဲသမီးကဘာဖြစ်လို့ English စာဒီလိုဒီလိုပြန်ပြီးမျှဝေပေးနိုင်တာလဲစသဖြင့်ပါဝင်ပါအဲ့ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေအားလုံးကိုဒီ campaign မှာဆက်လက်တွေ့ဆုံပါမယ်အမြန်ဆုံးကိုကိုကိုဗီဒီယိုရိုက်ပြီးတော့ကို channel လေးနဲ့ဘာဖြစ်လို့ကျွန်တော်ဒီလိုလုပ်တာဆိုပြီးတော့ပို့ပေးလိုက်တော့အဲ့ဒါကိုကျွန်တော်ညှော်နေမယ်ကျွန်တော်မိတ်ဆွေတွေ fighting